မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပေးနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာအတိုင်းလဲအဖြစ်မဟုတ်ပါဘူးเนาะအကြောင်းညောင်ချိုးကြောက်သွားတာမှန်တယ်ဒါပေမဲ့အဖြစ်မဟုတ်ဘူးကျွန်တော်တို့ပြန်ပြီးတော့အခုတက်ကပြန်ပြီးတော့တိုက်တယ်တိုက်တဲ့အခါမှာတက်ပုံတော့ရိုက်ပြီးတော့ပြန်ပြီးပြေးကုန်ကြပါပြီ ဲ့တော့အဲဆင်မကောင်းစရာကတော့ပြာကျွန်တော်တို့အရင်ကတက်ကနေရာယူထားခဲ့တဲ့တောင်ကုန်းနေစခန်းနေအားလုံးကတော့စစ်စစ်ညင်ညက်ကြေသွားတာတော့အမှန်ပဲအဲ့တော့တို့လည်းညောင်ကျိုးရပြီဆိုပြီးတော့တော်ရဲပြန်ပြေးရတာပါပဲဘာမှတော့မထူပါဘူးအဓိကတော့ဂုံသိက္ခာပါဗျာနော်အဲဂုံသိက္ခာအဖြစ်တော့ခိုင်းဒုက္ခကတော့လူလိန်ဘွားလွတ်သွားတယ်နော်သူလိန်ညာပြောတာကိစ္စလေသူလွတ်သွားတယ်အဲဒါတော့ပါပဲကျန်တာတော့ဘာမှအထူးထူးကြေကြေမရှိဘူး ။ညောင်ကျိုးလဲသူတို့ညောင်ကျိုးရွာလဲသူတို့မနေရဲပါဘူး။ညောင်ကျိုးရွာလဲအရှင်းဆိုတဲ့ခါကျတော့အကုန်လုံးတေကုန်ပါဘူး။တေကုန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့နေရာယူထားခဲ့တဲ့ဂုံတွေဖြစ်တဲ့ဖျားဂုံတို့ချင်းဂုံတို့ရဲဂုံတို့ထုတ်လို့ရပေါ့တို့နော်။အဲ့ဒီနေရာတွေအကုန်လုံးကတော့အဲတက်ကပြန်ပြီးတော့အဲဝိုင်းထားတဲ့ပုံစံမျိုးဖြစ်သွားပါတယ်။ရှေ့ဆက်လက်သူတို့တိုးလို့မရဘူးဖြစ်သွားပြီနော်။အဲ့ဒီတော့ကြောင့်မလို့ညောင်ကျိုးကြတာအဖြေတော့မဟုတ်ဘူး။ကျွန်တော် ပြီးခဲ့တဲ့တစ်ခါက live မှာပြောခဲ့သလိုပါဗျာနော်။ မင်္ဂလာကောင်းပါရဲ့မင်္ဂလာပါအဲ့တော့အချင်းနေအဖြစ်ကျွန်တော်တို့ဘာမှထွေထူးထူးကြီးကြီးတော့ဘလို့ခေါ်မလဲကျွန်တော်တို့စိုးရင်ရတဲ့အချင်းနေတော့မဟုတ်ဘူးအဲကျွန်တော်အိုက်နေညကအဲအိုက်နေကြအောင်ဖြစ်ပါတယ်ညောင်ချိုးကြတဲ့တည့်ရက်ပြီးတော့ဗောနော်ကြပြီးတဲ့အချင်းနေတွင်မှာပဲကျွန်တော် like လေးပြောနေမှတ်မိပဲထင်ပါတယ်နော် မြို့တယ်ကောင်မမြို့လည်းကောင်မ likely ပြောနေ likely ပြောနေအချိန်တိတ်မတိမ်မနှောင်းလေးမှာပဲတက်ကအင်အားအပြည့်နဲ့နော်ဟိုသူတို့ပြန်လဲပြီးတော့တိုက်ပွဲဝင်ပြီးတော့ရယူဖို့စူးစမ်းထားပါတယ်အဲ့တော့ကျွန်တော်တို့အကောင်းဆုံးမျှော်လင့်ကြရအောင်ညောင်ကျိုးရွာနဲ့ညောင်ကျိုးစခန်းအားလုံးကနေပြီးတော့သူတို့ကြော်မရဲပဲနဲ့နောက်ပြန်ဆုတ်သွားပြီဆိုတဲ့အခြေအနေ ठी ပေါ့နော်ပြန်ရောက်လာအောင်တက်ကဆောင်ရွက်နေပါတယ်အဲ့ဒါအဲ့ဒီအခြေအနေလေးအဲ့ကျွန်တော်ပြောပြချင်တာပါအဲ့တော့ အဲ့တော့မစိုးရင်ညမနဲ့ဩနော်အခုညောင်ချရာတို့ဒီအုတ်ရှိပင်တို့ကညီကိုမောင်မလေးမစိုးရင်ညပါနဲ့ဩတက္ကကူအင်အားတွေဖြည့်ထားပါတယ်လက်နက်ကြီးတွေပစ်ပါတယ်နော်အဲ့တော့ထိတွေ့မှုတွေလည်းရှိပါတယ်တက္ကလည်းအင်အားပြန်ပြီးတော့ဖြည့်တင်းပြီးတော့ပြန်ပြီးတော့ချနေပါတယ်အဲ့တော့အခုအဲကျွန်တော်တို့ဒီအပြစ်ခတ်ရဲဆဲပါတယ်ဆိုပြီးတော့မြောက်ကပြောသွားတာပေါ့နော်မြောက်သုံးကောင်အပြစ်ခတ်ရဲဆဲတယ် ဟိုဘာတော့လဲမယ်မြောက်စကားမြောက်ကရိယာဘယ်တော့မှတည်တာမဟုတ်တာလीနော်အဲ့တော့ပြစ်ခတ်ရစဲပါလေဆိုပြီးတော့စခန်းကိုလင့်ငိုက်ဝင်သိမ်းသွားတယ်အဲ့တော့တက်ကလည်းသူတို့အလင့်ငိုက်ခံခဲ့ရတာကိုပြန်ပြီးတော့အခုရွေးချင်ပြန်ပြီးတိုက်နေတယ်အနောက်ထပ်ဒီတပုံဝင်ပေါက်တွေဖြစ်တဲ့ချောင်းကြီးတွေပေါ့ brown ချောင်းတို့နော်ပကံခွဲချောင်းတို့အဲ့နောက်တစ်ခုကညောင်ချောင်းချောင်းတို့အဲဒါမျိုးချောင်းကြီးတွေကိုဖိဖိစီစီနဲ့ပိတ်ကားပြီးတော့ ိုက်ပွဲဝင်နေပါလားအတက်ရဲ့အားနည်းချက်ကတော့လမ်းကျွမ်းကျင်မှုပေါ့နော်နည်းနည်းကျွမ်းကျင်မှုအားနည်းတယ်နည်းနည်းကျွမ်းကျင်မှုမှာမိမိရဲ့နည်းနည်းကျွမ်းကျင်တဲ့ဒီဒေသခံဒေသခံပေါ့အစည်းသတင်းရင်းမြစ်တွေကိုအားကိုးတာအားနည်းတယ်အဲ့ဒါကတက်ရဲ့အဓိကအားနည်းချက်ပဲအဲ့တော့တစ်ဖက်သဘုံရဲ့အားသာချက်ကတော့ဒီသူတို့ဒေသခံချင်းနေပေါ့အဲ့ဘက်မှာချင်းနေနေပါတယ်ကျွန်တော်တို့ဒီပကံခွဲရွာတို့နော်စပြွရွာတို့အဲ့ဒီတကြောလုံးကချင်းရွာတွေနော်ရခိုင်ရွာတွေများပါတယ် ဲ့တော့အဲ့ဒီကဒေသခံတွေကလမ်းတော်တော်ကျွမ်းပါလေ။ EA ကလည်းဒီလမ်းကျောကိုသူတို့နှစ်နဲ့ခြီးပြီးတော့ကြံစီထားတာပါ။တချို့မွေးမယ်နော်။တချို့မွေးမယ်သူတို့ဒီလမ်းကျောကိုတေချာလေ့လာထားမယ်။အဲတေတေချာချာကို season plan A plan B plan C နဲ့လုပ်သွားတာပါ။အဲ့တော့အဲ့တော့ဘလို့တွေဖြစ်လဲဆိုတော့တက်ရဲ့အာနေချက်ကတော့ဘာဖြစ်လဲဆိုလို့ရှိရင်မှန်တကယ်ကတက်ကဘာမှကြားစရာမရှိဘူး။အဓိကကလေ ကျွန်တော်တို့အံဩเสียကောင်းလောက်အောင်ကိုညံ့ဖင်းတာဗျသိလားအရာရာပြည့်စုံတဲ့နေရာဘယ်လိုဒီအရာရာပြည့်စုံလဲဆိုလို့ရှိရင်ကျွန်တော်ပြတပုံကလာတိုက်တယ်ဗျာတပုံကထားပါတော့ဒီအေအေစေသွေးရတပုံနေအနေနဲ့ရခိုင်ပြည်ကနေကြော်လာဟာသူတောင်ကုတ်ကနေတောင်ကုတ်လမ်းကြော်အတိုင်းဒီရခိုင်ဒီကျွန်တော်တို့ပဲခိုးတဲ့ဝင်လာဖို့အတွက်ဆိုတာသူတို့တောင်နေကြော်လာရတာအဲ့ဒီတန်ကြော်ကြော်လာဖို့ဆိုတာပထမဦးဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ဒီ အဲမောထီတောင်ပေါ့မောထီတောင်မတိုင်ခင်မှာကျွန်တော်တောင်မုံကြီးဆိုရှိအဲတောင်မုံကြီးစခန်းကိုကြာသွားတဲ့အပြင်ကိုမောထီတောင်မှာဆက်ကြမောထီတောင်ကတကယ် special စခန်းကြီးပါနော်မောထီတောင်မှာဆက်ကြတယ်နော်အဲ့တော့ကျွန်တော်ကြည့်တာတပုံကတောက်လျှောက်စစ်ကူတွေနဲ့ဒီကျွန်တော်တို့အဲဘလိုခေါ်မလဲလက်နက်ရိတ်ခါထောက်ဖို့ဘယ်ကဘလို့လာလဲကျွန်တော်စဉ်းစားရမယ်ဟုတ်တယ်မလားအဲ့သူတို့ဒီရွာတွေကနေပြီးတော့ထောက်ဖို့ရတယ်ဆိုလို့ရှိရင်အကန့်အသတ်ရှိတယ် ဒီစပွဲတစ်ခုလုံးတိုက်ဖို့အတွက်ရွာတွေကနေပြီးအကန့်သက်ဒီအကန့်သက်နဲ့ထောက်ပံ့ပေးနိုင်တဲ့ရိတ်ခါပေါ်မှာသူတို့မိတွယ်လို့မရအောင်ကြည်စံတစ်ချိန်လုံးပြည့်နေရကြည်ကနောက်ကနေတစ်လျှောက်လုံးလာနေမှရမယ်အဒီကြည်ကဘယ်ကလာလဲအရှိခါလာတာဖြစ်နိုင်မှာနော်အကျွန်တော်တို့အရှိရဆိုတော့သူတို့နှခိုင်ကြည်ကနေလာတာတော့မဖြစ်နိုင်ဘူးကျွန်တော်အောက်ကနေတက်လို့ပဲရမယ်အဲ့တော့အေးအေးကတောက်လျှောက်ကြီးတောက်လျှောက်ကြီးတောက်လျှောက်ကြီးတိုက်လာတာခင်ဗျားတို့စစ်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါကျွန်တော်တို့ အယတာတာမန်လူပိန်းနားလေတဲ့အခြေအနေမျိုးလေးနဲ့ကျွန်တော်ရှင်းပြတာအဲ့တော့နောက်ကနေပြီးတော့လဲသူတို့မှာကြည်စံစက်ရုံလည်းမရှိဘူးเนาะပြီးရင်ရိတ်ခါကားတွေလည်းမရှိဘူးလေရင်နဲ့လည်းထောက်ဖို့မလာဘူးထောက်ဖို့မလာမဲ့တက်ရဲ့ဒီလောက်အင်းနဲ့အားနဲ့ခုခံထားတဲ့စခန်းတွေကိုတခမ်းပြီးစခန်းတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုကြော်ယူလာနိုင်နေဆိုတာမျိုးဟာရိတ်ခါကသူတို့အနောက်ကနေမှမလာဘဲနဲ့အရှေ့ကနေကပြန်ပတ်လာလို့ပဲဖြစ်တယ်လို့ကျွန်တော်တို့ကသုံးသပ်တယ် နော်အဆက်လက်အဲ့တော့ကျွန်တော်တို့အရှိရနေမဲ့ထွက်လာလေအဲ့အရှိရနေထွက်လာဖို့ကျွန်တော်တို့စัจကြည့်တဲ့ခါမှာအဲသဲလွန်စားအနေနဲ့တော့လကောင်းပေါ့ဗျာနော်ဟိုနည်းနည်းပေါ့မတင်ငါစရာတခုတော့တွေ့တယ်အဲ့ဒါကကျွန်တော်တို့ဒီညောင်ခြေောက်မှာရှိတဲ့ TIC လျောက်ကတစ်လုပ်ငန်းလုပ်တယ်တစ်လုပ်ငန်းလုပ်တဲ့ခါမှာတောင်ပေါ်ကဒီသူ့ရဲ့တစ်လုပ်သားတွေစားဖို့အတွက်ဆိုပြီးတော့ရိတ်ခါတွေကိုစစ်ကားကြီးတွေနဲ့တဲတဲပို့ဆောင်ရေးလုပ်တယ်အဲလုပ်တဲ့ခါကျတော့ကျွန်တော်တို့ကအတူတစ်လုပ်ငန်းနဲ့သူ့အောင်လုပ်တာကျွန်တော်ဘာမှမပြောဘူးလေနော် အဲ့တော့ဘာသာလဲဒီလိုအခြေအနေမျိုးမှာဒီရိတ်ခါတွေကထောက်ပို့ရိတ်ခါတွေကသူ့တက်လုပ်ငန်းအတွက်ပဲဆိုရင်တော့ဒီလောက်ထိတည်ကြအကြောင်းမရှိဘူးအဲ့တော့ဒါတွေတော့ကျွန်တော်တို့ကဟိုဆွဆွဲတာမဟုတ်ဘူးမပြေသောကံရရှိတန်နေရရှိတယ်အဲတန်နေရရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်လည်းပြောဆိုခဲ့တာတွေရှိတယ်ပြောဆိုသည်တယောက်လည်းအဲစစ်ဆေးတာတွေတော့ကျွန်တော်တို့ကြားရပါတယ်နော်အဲ့တော့ဆိုလိုချင်တာကတပုံကဘာရိတ်ခါဘာထောက်ပံ့ဘာဆိုဘာမှမရှိပဲဒီလိုမျိုးတိမ်ဝဆိုတာသဘောယူသွေးယူตาယူဖြစ်နိုင်သလားဆိုတော့ကျွန်တော်တို့သုံးသပ်ဆင်းနေရမှာဖြစ်တယ် ဲ့တော့တပုံကလာတယ်အကျုံတက်ကဒီဘက်ကအခုခံတယ်တက်မှာဗျာအနောက်ကနေပြီးတော့ဒီကျွန်တော်တို့ပေးနေတဲ့ရိတ်ခါတွေလက်နက်တွေလက်နက်စက်ယုံကြီးတွေနှစ်ယုံသုံးယုံလောက်ကနေပြီးလက်နက်တွေရောက်လာနော်အဲ့တော့ပြီးလို့ရှိရင်ထောက်ပို့ကားတွေဆိုတာမျိုးတန်းစီယာယီတစ်ခါလေဘယ်ဟောမဆိုလို့ရှိရင်ကျွန်တော်တို့အချိန်နဲ့တပြေးညီထောက်ပို့ကားတွေတန်းစီပြီးစောင့်နေတယ်အထက်ကတောင်ပေါ်ကဘာလို့လဲချက်ချင်းရောက်အောင်သွားတယ်နော်နောက်လေရေလိုလာရေလိုရှိရင်ရေကမိသက်ကားနဲ့ပို့ပေးတယ် ရေလိုရေရမိသက်ကားနဲ့ပို့ပေးတဲ့စစ်ကားကြီးနဲ့အကောင် special ပို့ပေးတာတောက်လျှောက်ဒီထက်မပြီးသေးဘူးနော်ကျွန်တော်တို့ပြည်သူပဒေါင်းမြို့ကံပြည်သူတွေအောက်ရှစ်ပင်မြို့ကမြို့ကံပြည်သူတွေဒီပြည်သူတွေကလည်းတက်မတော်သားတွေစားဖို့အတွက်ဆိုပြီးရိတ်ခါတွေသွားပြီးတော့ဟိုသူတို့ကျွေးမွေးသေးတာနော်နောက်ထပ်ဒီရိတ်ခါတွေနောက်ထပ်ဒီကျွန်တော်တို့အကုံတော့ဗျာလိုအပ်တဲ့ဒီလက်နက်ကအစအားလုံးတောက်လျှောက်ကအနောက်ကနေစစ်ကူတွေရောပစ်ကူတွေရောတောက်လျှောက်ပို့ပေးတာအထက်ရရှိလူကြီးမင်းများကျွန်တော်နေနေတော့အဲ အဲသူတို့လှုပ်တော့လှုပ်တယ်ပေါ့နော်ဟိုပုံစံသာမကြတာပါပုံရင်ပြောနေအလုတ်လှုပ်ပါတယ်အလုတ်တော့လှုပ်ပါတယ်ပုံစံမကြဘူးဆိုတာကစစ်ကူပြစ်ကူလို့တော့တော့မရပါဘူးပေးသလားဆိုတာပေးတယ်တခါတခါတက်တော့လို့ရှိရင်ကားကြီး၄၅စီးနဲ့နော်6စီးလောက်နဲ့အဲ့လိုမျိုး6စီး9စီးအဲ့လိုမျိုးစစ်အင်အားအဲ့လိုမျိုးပို့ပို့ပေးတာစစ်အင်အားလည်းပို့ပေးတယ်လက်နက်လည်းပို့ပေးတယ်ရိတ်ခါလည်းပို့ပေးတယ်ပြည်သူတွေကမှအစားအသောက်တွေသွားကြည့်သေးတယ်ဒေသခံဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ ရဲပြည်သူစစ်အားလုံးအားလုံးကလည်းပါဝင်ပြီးတော့ဒါမျိုးအေးအေးကထိုးစင်းလာတယ်။အောက်ကနေပြီးတော့ကိုကဒီတက်ဘက်ကနေခုခံတယ်။ခုခံတဲ့အတိုင်းဒါမျိုးကဘာကြောင့်မို့လို့ကိုဘက်ကနောက်ဆုံးပိတ်တော့တဖြည်းဖြည်းဖြည်းနဲ့စခန်းတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးနောက်ဆုံးလာအေးအေးကဒါမျိုးရောက်လာဆိုတာတောင်းတောင်းညံပြင်းမှုတော့မဟုတ်ဘူးလေဗျာနော်။အော်အဲ့တော့ တဖြည်းဖြည်းနဲ့ဒါကဟိုတောင်းတောင်းညံပြင်းမှုမဟုတ်ဘူးเนาะဟောတေချာစဉ်းစားရမှာနောက်တစ်ခုကစစ်တဲ့အားဖြင့်နေညာမှုလို့ပြောရမှာစခန်းတစ်ခုကြပြီးရင်အထက်ကအထက်ကလည်းဟိုပြတ်သားပါလေမင်းတို့လေရအောင်ပြန်တိုက်ဆိုပြီးတော့ရတာလေလို့အဲ့တဲ့ဟာလေအကုန်ပေးတာပေးပြီးတော့ပြန်တိုက်ခိုင်းတာပြန်တိုက်ခိုင်းမတိုက်ချင်တော့ဘာလုပ်လဲဆိုတော့ရာပြီးတင်အောင်အောင်သတင်းလွှင့်တာလေရှိရအဲ့သတင်းကိုလည်း အဲဘလို့ဟောမလားဆိုလို့ရှိရင်ကျွန်တော်တို့တာမန်အရသားတွေမပြောနဲ့ပေါ့ဗျာ။ကျန်တဲ့တို့စစ်တပ်အတွင်းကစစ်သားတွေအောင်ယုံလား။အော်တယ်လီဂရမ်တွေကလည်းခင်ဗျားတို့အဲ့လိုမျိုးပေါ့။ပြန်ရပါပြီတို့ဘာလို့ပေါ့နော်။နည်းနည်းလေးပြောနေရလေးနည်းနည်းသတိထားစေချင်တယ်။အဲ့တော့အဲ့ဒီသတင်းပေါ်မှာမှိန်ပြီးတော့ပြန်ရရောရောမရနေအောင်အထက်ကလည်းဘာဆောင်ရလို့ဆောင်ရမှမသိဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့နောက်ဆုံးပိတ်တော့စခန်းတွေကတစ်ခုပြီးတစ်ခုတစ်ခုပြီးကြာသွား။စခန်းကြာရင်ကြာတယ်ဝင်ခံပါနော်။ဘာကြောင့်ကြာတယ်ဆိုတော့ကိုပြပြသားသားနဲ့ဒါ နောက်တစ်ခေါက်မကြအောင်ဘယ်လိုလုပ်မလဲဆိုတာစဉ်းစားရမှာဖြစ်တယ်ကြာတော့ဝိုင်းလိန်နေဖို့မဟုတ်ဘူးเนาะ lobby ဆန်နဲ့အတွေးခေါ်ရောနည်းနည်း short စေချင်တယ်အဲအခုတော့ဒီစီရေးမှာကျွန်တော်သုံးသက်ကြည့်လိုက်တာလေဒီကြာရှုံးမှုဟာ သူ့ရသားရကြာရှုံးမှုတော့မဖြစ်နိုင်ဘူးအေးအခုတော့အလုပ်လုပ်ပါလေဟိုဒီကျွန်တော်တို့အဲညောင်ကျိုးကြပြီးရနောက်ပိုင်းမှာတော့ညောင်ကျိုးအတွက်တခါလဲစိတ်မတမောက်ချင်းပါပဲစိတ်အင်အားတွေထပ်ဖြည့်ပြီးတော့အခုကျွန်တော်တို့ထိုးစစ်တွေပြန်ဆင်နေပါလား ထိုးစစ်တွေပြန်ဆင်သည့်လျောက်လည်းတပုံကညောင်ကျိုးမှလည်းနေမရဲပါဘူးသူတို့နေရဲစခန်းနေတာလည်းအမုတ်အမုတ်ညက်စစ်စစ်ညက်ညက်ကျေသွားပါပြီကျေသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့တော့ညောင်ကျိုးပြန်ရပြီလားဆိုတဲ့ခါကျတော့အဲကျွန်တော်ကဒီအချိန်မှာပြန်ရပြီပြောလို့ရှိရင်လည်းလော်ဘီဆိုင်ရာကြမယ်နော်မပြောင်းဘူးပြောလို့ရှိရင်လည်းလိန်ရာကြမယ်အဲ့တော့တေချာတစ်ခုကတော့အီအီကတော့အဲ့ဒီညောင်ကျိုးကနေပြီးတော့တပ်ပုံလောက်ဝင်ရိုက်သွားတယ်တပ်ပုံလောက်ဝင်ရိုက်သွားပြီးတော့ခိုင်ဒုက္ခလူလိန်ဘွားလွတ်ယုံလောက်เนาะအဲကြားကောင်းအောင်လို့သူတို့လှုပ်သွားတယ် အတက်ကတော့အဲ့နေရာလေးအားလုံးကိုပြန်ပြီးတော့လေရင်နဲ့စစ်စစ်ညက်ကျဲလိုက်တယ်ကျဲလိုက်တဲ့အတွက်ကြောင့်မို့လို့အခုသဘုံကတော့နောက်ဆုတ်သွားပြီနောက်ဆုတ်သွားပြီဆိုတဲ့ခါကျတော့အပြောမဆိုရင်ညောင်ချူကပြန်ရပြီလို့ခင်ဗျားတို့ဆိုလို့သလားအဒါကတော့ခင်ဗျားတို့ကိုကျွန်တော်မေးရမှာပါကျွန်တော်ရပြီပြောရင်လည်းနောက်လို့ကျင်းနေမှာမဟုတ်မရဘူးပြောရင်လည်းကျင်းနေမှာမဟုတ်ဘူးအဲ့တော့နံပါတ်၁ချက်အနေနဲ့ညောင်ချူချင်းတွေကကာကင်းစခန်းနေအားလုံးညောင်ချူရဲ့ဒီသူတို့တောက်ဝင်မိနေရယူထားနေရအားလုံးကအမုတ်ကြီးမုတ်ဖြစ်သွားပြီသူတို့လည်းမနေရဘူးနော် တက်ကလည်းအင်အားအပြည့်နဲ့ဝင်ပြီးတော့ထိတွေ့မှုတွေနဲ့တိုက်ပွဲဝင်နေတယ်နော်လီရင်နဲ့လည်းအသက်ကောင်စော်နေတယ်လက်နက်ကြီးတွေနဲ့စော်နေတယ်အာလွန်စင်းညက်ကျင်နေပြီအဲ့တော့အဲ့ဒီချင်းအောင်ကျင်ခြင်းအဖြစ်ညောင်ကျိုးရပြီလို့ခေါ်မလားမရဘူးလို့ခေါ်မလားကျွန်တော်နည်းနည်းလေးဝိုင်းစဉ်းစားပေးပါအောင်ရပြီလားနော်အဲ့တော့ရပြီလားမရဘူးလားနည်းနည်းလေးပြောပေးပါအောင်ကျွန်တော် comment နဲ့အကုန်လုံးဖွင့်ထားပါလားအဲ့တော့ ရှင်းခဲ့ပါရပြီပေါ့အေးပေါ့ရပြီလို့ပြောလို့ရတာပေါ့နော်ပြန်ရပြီလို့ပြောလို့ရတာမရသေးပါဘူးဘာကြောင့်မရသေးတာမရသေးဆိုတာအဲ့ဒီကျွန်တော်စခန်းနေအားလုံးမှာတက်ကဝင်ထိုင်နိုင်မှသာလေရပြီလို့ပြောမှာလားတေချာတခုကတော့အဲ့ဒီမှာလုံးဝ50 50ပါနော်အကျွန်တော် like ကိုကြည့်တဲ့သူတွေအားလုံးမှာတောင်းတောင်းရင်းချက်မှုနဲ့ကြည့်တဲ့သူတွေမဟုတ်ဘူးနော်ကျွန်တော်ရဲ့စီရေးသတင်းနိုင်ငံရေးသတင်းကိုလေ့လာနားထောင်နေတဲ့သူတွေအားလုံးဟာအဲသူတို့တော်တော်ရင်းချက်တဲ့ပုံစံတွေဖြစ်တယ် နော်ညံရမ်းမြင်မာတဲ့ပုံစံတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ခုနကလည်း light တွေပြောတဲ့ခါမှာတအားအဆင်ချင်ရပါလားနော်ရပြီလို့ယူဆလို့ရပါနော်မရတရ50 50မရပါဘူးအဲ့တော့ဟုတ်ပြီကဲထားပါတော့အဲ့တော့ဒါတော့ကိုရိုင်းနာဆုံးဖြတ်ကြပါဗျာနော်ကျွန်တော်ကလက်ရှိအခြေအနေတော့အခြေအနေကိုအခြေအနေတိုင်းကျွန်တော်ပြောပြပြီးသွားပါပြီအဲကျွန်တော်ကတော့ခင်ဗျားတို့ကျွန်တော်တို့ ဲတက်မလို့အားပေးထောက်ခံသူများအားလုံးရဲ့အားလုံးရဲ့ပေါ့အဆုံးဖြတ်ချက်ပေါ်မှာမူတည်ပါတေချာတော့ခုကတော့အဲ့ဒီစကမ်းနေအားလုံးမှာမနေဘဲနဲ့အေအေကလည်းသိတယ်နေနဲ့သူတင်ကြရင်တော့သူသိတယ်အဲတက်ကလည်းနောက်ဆုတ်လိုက်ရပြီမဲ့ခိတ္တနောက်ဆုတ်ခြင်းလို့သာလင်းတက်ကသတ်မှတ်တာပါအော်အေအေကလည်းအခုသူ့ရဲ့နေထိုင်ရနေရဖြစ်တဲ့ဘယ်ကြောင်ကြောင်ကြောင်ကပြန်ပြီးတော့ခူအောင်သွားပြန်လည်းမသိဘူးတွင်းနေတူလာတယ်အဲ့တွင်းနေမှာပြန်သွားပြန်နေပြန်ပြီနော်အဲဒါကလက်ရှိအခြေအနေပါ အုတ်ရှိပင်ကအေးအေးသွားလာနေကြပါတယ်နော်ဟုတ်ပါလားအဲ့တော့လက်ရှိအခြေအနေပေါ့နော်ဒီတက်ကအထောက်ပံ့နေကောင်းရတာနဲ့ဘာကြောင့်မို့လို့ကြာရှုံးရလဲဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့သုံးသက်ပြခြင်းဖြစ်ပါတယ်နော်အေးပါတဲ့ view ဟာအရပါอืมဟုတ်တယ် view ဟာအရလည်းဖြစ်နိုင်တယ်အဲ့ဒီခင်ဗျားကျွန်တော်ဒီလမ်းကျောအတိလားမသိဒီလမ်းကျောကအာကျွန်တော်တို့ဒီ GPS ဟိုကျွန်တော်တို့ဒီ Google Map Map ကနေလည်းဖြစ်ဖြစ်နော်ကျွန်တော်တို့သိချကြည့်လိုက်ပါနော် Google Earth ကသိချကြည့်လိုက်ပါသူက နေဖြန့်ကုန်းပြင်းနေပြီကုန်းပြင်းနေရှော်တယ်ပွင့်နေပြောရရင်လေကျွန်တော်တို့ခြုံခုတိုက်မယ်ဟေ့ဆိုလို့ရှိရင်9မိနစ်တခါလောက်ခြုံခုတိုက်တန်လို့ရတယ်ဗျာဆိုတော့ကြခုံခြုံခုတိုက်တယ်ဆိုတာမြင်ကွင်းနေဒါအကွေ့ကောက်တွေအလင်ကောက်တွေเนาะအဲ့ဒါတွေအရန်များတဲ့ခါကျတော့အစီအအဖြစ်ရင်ဆိုင်ရတော်တော်ခက်ခဲနေနေရမျိုးပါအဲ့တော့အဲ့ဒီနေရာမှာဆက်လက်ရင်ဆိုင်နေမဲ့အစားမြေပြန့်ဖြစ်တဲ့ကျွန်တော်တို့အခုလေဆင်လန်တို့နော်ရှုကင်းသားတို့ဘက်မှာဆက်လက်ပြီးတော့ခုခံဖို့ဒါလည်းပြူဟာရလည်းဖြစ်နိုင်တယ်ဗောနော် အဲတို့ပါတော့လည်းပဲခင်ဗျားတို့ဒီမှာအဲအေအာဘေးထောက်ခံသူတွေနော်ဒီစစ်သေးကြအာဘေးထောက်ခံသူတွေကတော့ခင်ဗျားတို့ပြောနေမှာပေါ့ကဲကဲရှိပါသေးတယ်တို့ကဒါပြောတာတော့ဒါဓမ္မတာပဲလေနော်ကဲဟုတ်ပါပြီအဲ့တော့ဒါကကျွန်တော်ညောင်ကျွန်းနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ဟိုတည်တည်ဆဲဆဲမြင်ရလေအောင်ကျွန်တော်သုံးသက်ပြခြင်းဖြစ်ပါတယ်ခင်ဗျာနော်အနောင်ကြောင်ကျိုးခြင်းနဲ့ဟုတ်ပြီနောက်ထပ်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုလို့ရှိရင်အခုကြောက်ဖြူဘက်သွားရအောင် ကြောက်ဖြူရဲ့စစ်တွေရဲ့အခုရခိုင်ပြည်နယ်တွေမှာကြံ့နေရနော်ကြောက်ဖြူစစ်တွေအေးနောက်ထပ်ဘယ်ဘက်ချမ်းသွားမလဲကြောက်ဖြူစစ်တွေပဲကြံ့မှာတော့နော်မအောင်ကျွန်းကတော့အေးအေးကတ်လို့မရပါဘူးဘာကြောင့်လဲဆိုရှင်အေးအေးကရင်မကူးတက်ပါဘူးနော်အေးတွေရင်မကူးတက်တဲ့အတွက်ကြောင့်မို့လို့မအောင်ကတော့ဘလို့မရမှာမဟုတ်ဘူးမအောင်ကျွန်းအနေနဲ့ကလည်းကျွန်တော်သုံးသက်ကြည့်ရတော့ဆိုလို့ရှင်မြင်ငွင်းပြစ်ကွင်းနေရှင်းတာပြီးသားပါ အဲ့မောင်ကလည်းတန်းချီလိုက်လို့ရှိရင်ကြောက်ဖြူတို့နောက်တဲ့ဒီစစ်တွေတို့ကိုမြင်နေရတဲ့နေရာမျိုးအဲ့နေရာလောက်ထိကပြစ်ကွေးနေရရှင်းတာပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့အေးအေးလေးရေမကူတက်ကူတက်နဲ့ရေကူတဲ့ချိန်မှာလဲငါးဆွဲလို့ငါးတွတ်လို့သူတို့ဒုက္ခရောက်မယ်နော်သူတို့မများကြမယ်အပေါ်တက်လာရင်လည်းထက်ကြမယ်ဆိုတဲ့ကြောင့်မောင်အောင်ကျောင်းတက်တလုံးမမြောင်နိုင်နဲ့လေမရပါဘူးနော်အဲ့တော့ဒါမောင်အောင်ကျောင်းနေနဲ့ကျွန်တော်ထားလိုက်ရောဟုတ်ပြီကျွန်တော်တို့ကြောက်ဖြူချိန်နေသွားအောင်ကြောက်ဖြူစစ်တွေဟုတ်တယ်ဟိုတနေ့ကစကားတစ်ခုပြောပါလေအေးအေးက တိုက်ရင်ကြကြသွားတာမှန်တယ်အဲ့တော့ဒီ theory ဒီ formula ကြီးကဟိုစက်တိုက်ကြီးမှန်နေမလားဆိုတော့ကြောက်ဖြူစစ်တွေကဒီပေါ့ကျွန်တော်ဒီဒီကျင်းစာကိုရိုက်ချိုးနိုင်မယ်လို့ကျွန်တော်တို့ကမျှော်လင့်တယ်အဲ့လိုရိုက်ချိုးနိုင်မှုမျှော်လင့်မှုမျှော်လင့်ချက်ကောင်းမှုတော့ကကျွန်တော်အနေနဲ့ဒီကစားထားမှုတို့နော်အဲကာဝေးဦးစီးချုပ်တို့ဒုချုပ်တို့နော်ညှိကော့တို့ဒီ၄ယောက်ကိုနော် ဒီတက်တော်ကြီးမှုတို့ဟလားတက်မတော်ကြီးမှုတို့ဟလားအာဒီအမှုကြီးမှုဟိုမှုဒီမှုကြီးတွေပေါ့အဲဒီအမှုကြီးတွေကိုကျွန်တော်အနေနဲ့ဖျားပေးနည်းနည်းကျဉ်းဉဏ်ဉဏ်ပြောဆိုရဲဆိုတာမျိုးဟာခင်ဗျားတို့တွေဟိုမနာပါနဲ့ဟိုခင်ဗျားတို့ကိုကိုကိုတော့တော်တယ်လို့လူတိုင်းပြောလို့ရတယ်ပါဇက်ကပါဇက်ကလူတိုင်းကတော့ပြောတာဗျာကိုကိုငါအရန်တော်နေတာငါအရန်တော်နေငါ့ကိုတခါအားလုံးကအဘအဘနဲ့ခေါ်နေတာလက်ကမချအောင်ဟုတ်လားဘယ်နေရာကြီးကြီးအားလုံးအချင်းနေကြကိုကိုကိုတော်သလားမတော်သလားဆိုတာ ကိုယ့်ရဲ့လောက်ရက်နဲ့တိုင်းထွာတယ်။ငါလောက်ရက်ကဘယ်လောက်ထိအောင်မြင်ခဲ့သလဲ။ငါတို့ကစစ်သားတွေစစ်သားတွေဖြစ်တဲ့အတွက်ကြောင့်ငါတို့စီရေးမှာဘယ်လောက်ထိအောင်မြင်ခဲ့သလဲဆိုတော့တို့အဲ့ဒီပေါ်ဆုံးက၄ယောက်ပေါ့ဗျာ။၄ယောက်မကပါဘူးနော်။ကာဆာရမူဆိုတော့တယောက်တည်းမဟုတ်ဘူးဗျာနော်။ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးကျွန်ကာဆာမူတယောက်ပဲယူပါမယ်နော်။အဲအဲ့ဒီ၄ယောက်ဆုံးအမေးကြည့်တာ။ခင်ဗျားတို့အရန်တော်နေရုံမှန်ရင်အဲစခန်းအဲ့တော့စခန်းနေဒါမျိုးဒုက္ခရောက်စရာမလိုစီရေးမှာဒါမျိုးကတောင်းကနင်းမပ္ပရာမြေလူးတဲ့ပုံစံမျိုးဖြစ်စရာအကြောင်းမရှိဘူး။ အဲ့တော့ကိုတော်ရင်ဒါမျိုးဖြစ်စရာအကြောင်းမရှိဘူးခင်ဗျားတို့ကမတော်ဘူးပြောရင်လည်းခင်ဗျားတို့ကအရင်ကနားမယ်အဲ့တော့ကိုတော်လားမတော်လားဆိုတော့ကိုယ့်ရဲ့လုပ်ရကိုဟု၄နှစ်ဖြတ်တန်းခဲ့တဲ့တမိုင်းတစ်လျှောက်မှာငါတက်မလို့ဘာဖြစ်နေပြီလဲငါစစ်တက်ဘာဖြစ်နေငါအောက်ခြေစစ်သားတွေဘာဖြစ်နေပြီလဲဆိုတော့လည်းပြန်တိုင်းတာပါလူတိုင်းကကိုယ့်ကိုတော်အဲ့တော့အဲ့တော့ငါတော်တယ်ဟိဆိုလို့ရှိရင်ရလက်တွေကောင်းမှာငါညံ့လို့ရှိရင်တော့ရလက်တွေမကောင်းအဲ့တော့ငါညံ့တော့ငါဘာနဲ့ပြန်ပေးဆက်မလဲစဉ်းစားရမယ်ငါယာရုနဲ့ပြန်ပေးဆက်မလားငါရဲ့တောက်ချိုးပြင်ချင်းနဲ့ပြန်ပေးဆက်မလား တခုခုနဲ့ခင်ဗျားပြန်ပေးဆက်ပါလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ခင်ဗျားတို့ကဘာနဲ့လားတန်တူသွားလဲဆိုရင်အောက်ခြေတွေရဲ့ဘဝတွေညက်ရည်တွေပေါ်မှာနိမ့်နေထိုင်ပြီးတော့ကိုကိုကိုကာကွယ်နေသောဘုဒ္ဓဖိုးရဲ့သမားများဖြစ်သွားမယ်အဲ့တော့မြောက်လည်းတိတ်မနာနဲ့ဗျကျွန်တော်တို့ကပြောရင်ခင်ဗျားတို့နှိမ့်ချဆက်ဆံပြီးတော့ဥပမာဖြစ်မတရားပြောရရောက်တယ်အတူပါဆိုလဲပဲတကယ်တကယ်နာကိုယ့်ရဲ့ record ပေါ့ ကိုယ့်ရဲ့ဒီဆောင်ရွက်ချက်တွေကိုယ့်ရဲ့စွမ်းဆောင်ရည်ပြန်ကြည့်တဲ့ခါကျရင်လည်းအသက်ပဲเนาะအဲ့ဒါတွေကခင်ဗျားတို့စကားပြောသားမှာဖြစ်တယ်။အဲ့ဒီတော့ကြမလို့ကျွန်တော်တို့အနေနဲ့ခင်ဗျားတို့နည်းနည်းလေးအဲ PR ပေးပြောဆိုနေရဆိုတာမျိုးဟာစစ်တီတက်မတော်တက်မတော်ကြီးတစ်ခုလုံးကောင်းဖို့အတွက်ပါเนาะတက်မတော်ကြီးတစ်ခုလုံးကောင်းဖို့အတွက်ဆိုတာကျွန်တော်တို့စေတနာထားရတဲ့မှာခင်ဗျားတို့ကိုယ်တိုင်လည်းပါတယ်ဆိုတာမမေ့စေချင်ဘူး။ခင်ဗျားတို့အပါကြီးတွေပေါ့ဗျာเนาะအဲ့ဒီအပေါ်ဆုံးကပါကြီးပါစာအဲဘယ်လိုခေါ်မလဲ ပထမဒုတိယတတိယစတုထပြစ္စမအကုန်လုံးပေါ့ဗျာခင်ဗျားတို့အားလုံးပေါ်မှာစေတနာထားလို့ကျွန်တော်တို့ပြောနေရတယ်လို့အဲခင်ဗျားတို့ဉာဏ်ရင်အယမ်းမြင့်တော့နားလည်မှာပါเนาะအဲ့တော့အခုကျွန်တော်ဆန္ဒအဓိကအတိုင်းပြောမှာဆိုရင်ကြောက်ဖြူရဲ့စစ်တွေရဲ့ဒါတွေရောဥမာဖြစ်ကျွန်တော်တို့နာခခငားမှာလဲနာခခငားတို့ဂျန်နဲ့ဒီကျွန်တော်တို့အကုန်လုံးပေါ့ဗျာ ဒီမောင်းတော့မှရှိနေစကန်းနဲ့အားလုံးလဲအေးအေးကဝင်ဝိုင်းနေဝိုင်းနေကြသွားတယ်ဝိုင်းနေကြသွားတယ်ဆိုတော့ကျွန်တော်ဒီ theory ဒီ property ချိန်စာကြီးပေါ်မှာ ရိုက်ချိုးသွားနိုင်မလားဆိုတော့ဆန္ဒကျွန်တော်တို့မဖြစ်မနေဝေဖန်နေရတဲ့ကောင်းဆောင်ကြီးများကောင်းဆောင်ကြီးများရဲ့စွမ်းဆောင်ရည်နဲ့ပြသမှုပေါ်မှာနံပါတ်1မူတည်တယ်နံပါတ်2အနေနဲ့ဒီချိန်စာကိုရိုက်ချိုးခြင်းသလားမချိုးခြင်းသလားဆိုတော့ နေနေခံအခုလက်ရှိကြုံတွေ့နေရတဲ့စစ်တွေကြောက်ဖြူကတက်တယ်နော်သူတို့တွေရဲ့ဒီချိန်ဆောင်ငါတို့ဘလို့ရိုက်ချိုးမလဲဆိုတော့အဲရိုက်ချိုးခြင်းနဲ့ဟိုကျွန်တော်တို့တနည်းအားဖြင့်စိတ်ဆန္ဒပုံမှာမူတည်တယ်အဲ့ကျွန်တော်တို့ကရိုက်ချိုးစေခြင်းနဲ့အခုကျွန်တော်တို့ဖြစ်တဲ့ပုံစံကဒါမျိုးလည်းမဖြစ်စေခြင်းတော့ဒါမျိုးမဖြစ်ဖို့လည်းကျွန်တော်မျှော်လင့်တယ်နော်အဲ့တော့ရှေ့ရှောက်စခန်းနေအေအေကဝင်ဝိုင်းနေ ဝိုင်းနေဝိုင်းနေဝိုင်း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 မီတဖြည်းဖြည်းချုပ်တယ်ချုပ်ပြီးတော့စခန်းကိုသိမ်းသွားတယ်ဒါမျိုးမဖြစ်ဖို့အတွက်ကတက်မတော်သားတိုင်းစစ်တီတိုင်းအခုကြံနေတဲ့ဟိုစခန်းလေးရဲ့မန်းအောင်ရဲ့ကြောက်ဖြူရဲ့စစ်တွေမှာရှိနေတဲ့စစ်တီတွေအားလုံးကလည်းရိုက်ချိုးကျင်ပါပဲရိုက်ချိုးမှာလားခင်ဗျားတို့ရိုက်ချိုးနိုင်မယ်လို့မျှော်လင့်လားအကျွန်တော်လည်းအကျန်ဟိုကျွန်တော်ရဲ့ဒီအားပေးနေတဲ့မိတ်ဆွေတွေပေါ့ချစ်ချစ်ချစ်မိတ်ဆွေအားလုံးရိုက်ချိုးရမှာလားရိုက်ချိုးနိုင်မှာမလားနော် ရိုက်ချိုးနိုင်မယ်လို့ခင်ဗျားတို့မျှော်လင့်လားကျွန်တော်ကတော့ရိုက်ချိုးဖို့လဲကျွန်တော်ဖျားပေးနေတာပါရိုက်ချိုးဖို့လဲကျွန်တော်တို့အခုအပေါ်ဆုံးကဒီဘိုးတော်ကြီးရဲ့၄ယောက်နော်အဘကြီး၄ယောက်ပေါ့ဗျာနော်အဘကြီး၄ယောက်ကိုကျွန်တော်တို့ဖျားပေးပြောဆင်နေတာဖြစ်တယ်ရိုက်ချိုးနိုင်ပါလားနည်းနည်းလေးပြောပြအောင်ခင်ဗျာနော်ရိုက်ချိုးနိုင်ပါလားကိုမောင်ရင်မင်္ဂလာပါအဲဒါနဲ့ပတ်သက်ပြီးတော့ဘယ်သူမှတော့မပြောရဲတော့ပါလားဘလို့ဖြစ်တာလဲ ပြောရင်မပြောရတော့လားရိုက်ချိုးနိုင်မယ်လို့မျှော်လင့်လား။ဘာကြောင့်စစ်တွေကြောက်ဖြူကမျှော်လင့်ပါလေတဲ့အနောက်မှာနိုင်ငံတော်တစ်ခုလုံးရှိတယ်တဲ့မထင်နဲ့။ရိုက်ချိုးနိုင်မှာပါ။နောက်ဆုံးတော့ရိုက်ချိုးနိုင်မှာပါ။ဟုတ်ပြီ။ အဲ့တော့ကျွန်တော်တို့ကရိုက်ချိုးနိုင်မယ်လို့လုံးဝမျှော်လင့်ပါတယ်ရိုက်ချိုးနိုင်မှာပါနော်ရိုက်ချိုးဖို့အတွက်ကလည်းဒီစစ်တီတွေအားလုံးလည်းကျွန်တော်တို့ကြံပေးတယ်ခင်ဗျားတို့ရိုက်ချိုးပါနောက်ဆုံးတော့တိုက်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 ပြီးတော့တခါတပြီသားစုလိုက်ဖမ်းခံရတဲ့ပုံစံမျိုးဖြစ်သွားမှာမိသားစုလိုက်ဖမ်းခံတာရေးမကြည့်ဘူးနော်ခင်ဗျားတို့စစ်သုံးမှန်းဖြစ်သွားတာရေးမကြည့်ဘူးအေးအေးကဟိတ်အောင်လေးလာခဲ့လာခဲ့မင်းတို့ကိုဒါဗီဒီယိုထဲမှာသူတို့ဗီဒီယိုရိုက်တဲ့အချိန်နော် advertising campaign ပေါ့သိရမလားကျွန်တော်တို့ ဟိုပရိုပဂန်ဒါလုပ်တဲ့ချိန်တော့ခင်ဗျားတို့ဗီဒီယိုလေးရိုက်ထားလာလာမင်းတို့ရေးတိုက်မလာ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 မင်းတို့လာလာလာဆိုတဲ့ပုံစံမျိုးဟာခင်ဗျားတို့ယုံကြည်လားတပုံတကတပုံထဲမှာအောက်ချစ်ဆုံးနဲ့အဆိုးဆုံးဟာနော်ရခိုင်တပုံပဲအေးတပုံပဲအောက်ချစ်ဆုံးပါနော်ရုပ်ကန်းဆုံးရုပ်ပဲ့ဆုံးပါအဲ့တော့တပုံတကတပုံထဲမှာအာကျွန်တော်အခုတပုံတွေလေ့လာကြည့်သလားဆိုရင်အယူသားဆုံးတပုံပြောပါဆိုကြားတပုံကအယူသားဆုံးလို့ပြောလိုက်ရတယ် မကောင်းတာမကောင်းတော့ဗျာနော်ခရီးသပုံကတော့အဲနည်းနည်းဖြောင်းမှထင်တယ်မှာတော့ပါတတ်တယ်နော်ပါပါတယ်တော်တော်များများတော်တော်များများပါအဲ့တော့အကောက်ချစ်ဆုံးနဲ့အောက်ချီရတယ်ဗျာအောက်ချီရနဲ့ပြစီကြည့်လိုက်မလို့အကောက်ချစ်ဆုံးမှာတော့အေးအေးသပုံပေါ့အေးအေးသပုံကအဆိုးဆုံးနဲ့အကောက်ချစ်ဆုံးသပုံပါပဲအရက်ဆက်ဆုံးအောက်တန်းကြဆုံးအေးအတူနောက်မှာဟဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲဘယ်သပုံကိုပြောမလဲဆိုလို့ရှိရင်ဒီပင်းရင်သပုံပါနော် အင်းသမုံပြီးွားလို့ရှိရင်တော့နောက်ထပ်အဘယ်သမုံတွေရှိသလဲဆိုလို့ရှိရင်တော့သမုံအစစ်စစ်ပဲဗျာနော်အဲကရားသမုံကတော့ဖြောင်းပန်းဆုံးမှာပါတယ်အဲသမုံဆိုတော့ဘယ်သမုံမှကောင်းတယ်လို့တော့မရှိပါဘူးနော်အဲကရားသမုံပြီးလို့ရှိရင်တော့ချင်းသမုံတင်ပါလားနော်အဲ့တော့အော်သူတို့ခင်ဗျားတို့စစ်တုံမှန်ဖြစ်နေဖမ်းသွားမယ်အကြံတဲ့နေရာတွေမှာစစ်တပ်ကလေရင်နဲ့ပြထားပါလေရင်နဲ့တိုက်သွားတယ်လေရင်နဲ့တိုက်သွားပြီးဟဲ့ဆိုလို့ရှိရင် အဲသူတို့ညံ့လို့ခံလိုက်ရတယ်ဆိုတာကရင်တဘုံလည်းလက်ခံတယ်ဘာဖြစ်ကရင်တဘုံကလည်းအတိုင်းတာတစ်ခုအထိတော့သူတို့ယူသားပါတယ်နော်ယူသားပါသေးတယ်အဲ့တော့ကရင်တဘုံလည်းယူသားပါတယ်နော်ကချင်တဘုံအဲဆိုတယ်ကချင်တဘုံလည်းအရင်ဆိုတယ်အရင်ဆိုတယ်နော်အဲ့တော့ဒါပေမဲ့ခင်ဗျားတို့အေးအေးလက်ထဲမှာနော်စစ်တုံမှန်ဖြစ်ပြီးဆိုရင်တော့ခင်ဗျားတို့ဘဝရတယ်မလွယ်ဘူးဘာကြောင့်မလွယ်လဲသိလား